တော်လန်နေစေနေရများပါခင်ဗျာတော်လန်နေစေနေရများပါရှင်မြူတိန်ဝေဝေတောင်ခိုးဝေဝေ Twilight Over Burma My Life XA Sham Princess အပိုင်း25ဇက်သိမ်းပိုင်းကိုဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်ရှင်ပလဲဘတ်တန်မေဘယ်နှင့်ရှမ်းဆွေမျိုးများသည် မင်္ဂလာတောင်လေးစိတ်တွင်လာရောက်ပြီးနှုတ်ဆက်ပွဲလေးလှူကြလေသည်။သူတို့မျက်နာတွေမှာကြောက်ရွံ့ဆိုးထိတ်နေကြတာကို သူဆန်နေမြင်ရသည်။သူတို့ကသူဆန်နေနှင့်သမီးတို့သည်များပြားလှသောစစ်စေးရေးဂိတ်တွေကို အောင်အောင်မြင်မြင်ဖြတ်နိုင်ပါမလား။သူတို့ကိုလွတ်လပ်စွာဆက်သွားခွင့်ပြုပါမလားဟု တွေးပူကြောက်ရွံ့နေမိကြလေသည်။ goodbye လို့ပြောဆိုနှုတ်ဆက်ကြတော့အချိန်လေးကိုခဏလေးပဲခက်မြန်မြန်ပြုတ်လုလိုက်ကြပြီး သူတို့သည်မျက်ရည်အရွဲသားဖြင့်ပွေဖက်နေကြလေသည်ဂိတ်ပေါက်တို့သွားမည်လမ်းပေါ်ရှိအခန်းလေးတစ်ခုအတွင်းသို့လုံချုံရေးဆောင်နှစ်ယောက်က သူဆန်နေနှင့်သမီးနှစ်ယောက်တို့ကိုခေါ်သွားသည် အတွင်းရှိဘိုက ပြောလိုက်သည်ကျွန်တော်တို့မေးခွန်းနည်းနည်းမေးစရာရှိပါတယ်ယူနီဖောင်းဝတ်မထားသောအံ့ဩစရာကောင်းလောက်အောင်မျက်လုံးပြူးပြူးနှစ်လူကိုသမီးနှစ်ယောက်ကမော်ကြည့်နေရင်း သူတို့အမေဤလက်ကို မြဲမြဲဆုပ်ကိုင်ထားစဉ်သူဆန်နေက ကောင်းငိမ့်ပြလိုက်သည်ဘာဖြစ်လို့ညီမနိုင်ငံကနေထွက်ခွာခြင်းရတာလဲကျမအမေအတော်နေမကောင်းဖြစ်နေပါတယ်အမေအတွက်ကျမရှိမှဖြစ်မှာပါဩစတြီးယားမှာဘာလို့ဖို့စီစဉ်ရှိလဲကျမအမေကိုစောင့်ရှောက်ရမှာပါခမယာရတနာတွေစာရွက်စာတမ်းတွေဒါမှမဟုတ်နိုင်ငံเจ้าတွေ တယ်လာသေးလားလက်ထပ်ပွဲတော်ကဒီခေါင်းဆောင်တရဖူလေးပဲသူမသည်ပြောပြီးဘဲလက်ကိုစန့်ထုတ်ပြလိုက်သည်ထိုနောက်ဆုံးအချိန်လေးတွင်သူစံနေသည်တတိထားရမည့်အရာအားလုံးကိုအန်တူတော်မည်ဟုဆုံးဖြတ်ချက်ချလိုက်မိတော်သည်ရွှေတရဖူလေးကိုဝစ်လိုက်သည်ဒီတရဖူလေးကိုလက်ထပ်ပွဲတွင်ဆက်ကသူမ၏လက်ထဲထည့်ပေးခဲ့လေသည်ထိုနောက်ရှာဖွေရဲ့အခန်းစလေသည် တယ်လာကြသောခီးဆောင်အိတ်များ သူမ၏လက်ကင်အိတ်ကလေးတွေ၏ကြောဖိုးအိတ်လေးတွေနှင့်သူတို့၏ကစားစရာအယုတ်လေးကိုတောင်မှမကြမ်းရှာကြလေသည်အရာရှိနှစ်ယောက်သည် သူတို့အိတ်တွေကိုစိုးရိမ်တကြီးရှာဖွေကြသည်တန်တရားဖြစ်เสียပစ္စည်းများရှာလို့မတွေ့ကြသောအခါသူတို့သည် ပို၍ပို၍စိတ်ပြက်လက်ပြက်ဖြစ်နေကြတော့သည်အချားဝင်ထမ်းများသည် သူဆန်နေဤခီးဆောင်အိတ်သုံးလုံးကိုအရာရှိထံတည်ဆောင်သွားကြသည် သူမစဉ်းစားလိုက်မိဒီမှာသူမခီးဆောင်အိတ်ထဲသို့ရာဇဝဲမှုမကင်းသောပစ္စည်းတစ်ခုခုထည့်လိုက်မှာကိုတွေးမိပြီးနှလုံးတွေရက်သွားမတက်ခံစားရလေသည်သို့တော့ဘာမှမတွေးကြပါနိုင်ဝက်ခန့်ကြပြီးသောအခါရှာဖွေရေးအရာရှိသည်ကြေနက်သွားပြီးသူမကိုပြောလိုက်သည်ကျွန်တော်တို့မဟာဒေဝီကိုလိန်ရင်ပေါ်ထိလိုက်ပို့ပေးပါမယ်ကျေးဇူးတင်ပါတယ်သူမကနောက်ထပ်ဘာကိုမှထပ်ပြီးမျှော်လင့်မထားတဲ့အတွက် ပြောလိုက်လေသည် လေရင်ရှိကလေကထက်များသည် မိုင်ပေါင်းများစွာရှေလျားနေသည်ဟုသူဆန်သည်ထင်နေမိလိုက်သည်သူဆန်နေသည်သမီးတွေကိုအရှိကနေအရင်လေကားပေါ်အတက်ခိုင်းလိုက်သည်ရုတ်တရက်သူမနှလုံးတွေတအားခုန်လာပြီးတကိုယ်လုံးတုန်ရင်လာသည်ခေါင်းတစ်ခုလုံးအုံခဲလေးလံလာပြီးမူးဝေလာတော့သည် ခြေဖျားလက်ဖျားတွေတစက်စက်တုန်ခါနေတော့သည် အသက်ရှူရတာမဝတလို့ရင်ဖက်ထဲထိုးဆူးအောင်လာသည်မျက်နှာပြင်တစ်ခုလုံးတွင်ရွှေစည်းရွှေပေါက်များတီးထလာသည်သူမရှိကလှေကထစ်များသည်လေထဲဝဲပြန့်လွန့်တက်နေတော့ဤဘေးကလိုက်လာသောအရာရှိမျက်နာက သူမမျက်နာနာတိုးတိုးလာရာ အကြီးကြီးဖြစ်သွားသည် ကောင်းခင်တစ်ခုလုံးမဲမောင်လျက်ကဘာကြီးချက်ချလဲနေသလိုမူးနောက်နေတော့သည်သူမနာထဲတွင်အတန်ပေါင်းစုံကြားနေရသည် ိုးအဝေးကြီးမှ မရက်တန်းပြေးလာသောအမောဆိုနေသံမွန်းချက်ပိတ်ဆိုနေသံဝမ်းနေပလက်တရှိုက်ရှိုက်ငိုကြွေးနေသံပြီးနောက်နှောင်ပိန်နှောင်အိုးစီသံမောင်းသံလကွင်းတန်တွေကိုကြားနေရသည် ကြေးစီသံသုံးမောင်းခောက်တန်တွေလေထဲမှလွင်နေသည်သူမနောက်ကိုလှဲကြည့်လိုက်တော့အခါမင်္ဂလာတုံလီစိတ်ကြီးသည်ဇောက်ထိုးကြီးဖြစ်နေလေတော့ဤ။ကွင်းထဲတွင လေအေးတွေတဝီဝီတိုက်နေသည် လေရင်ပန်ကလေတန်ကတဝီဝီမြည်နေသည်သူမနားထဲတွင်အတန်မျိုးစုံကြားနေရသည် လေထဲမှာဟိုရှမ်းတောင်တန်းပေါ်ကပါလာသောတောနှံ့တောင်နှံ့မြင့်နှံ့မြေသင်းနှံ့ကိုရာသည် လေမြင့်အေးထဲတွင်လိန်မော်နှံ့တံမြာနှံ့လေးတွေတင်းနေသည်သူမတကူလုံးအေးဆက်နေတော့ဤသူမခြေထောက်တွေလှုပ်လို့မရတော့ချေ ူမနှလုံးတွေရင်ဘတ်ထဲတွင်တုံတုံခုန်မိနေသည်။သွားတွေတစက်စက်တုန်ခိုက်နေတံကိုကြားနေရသည်။သူမနှောင်းမှဘာကဆွဲထားမှမသိ။သူမလွတ်မြောက်ဖို့လေရင်ပေါ်တက်တာကိုဘယ်သူကတားနေတာလဲ။ဆက်တော့မဟုတ်နိုင်။သူမတွေးသည်။သူဆိုသူမကိုအ мян ထွက်သွားစေချင်မှ ဖြစ်သည်။သူမစိတ်ထဲဖြက်ခနဲတွေးမိလိုက်သည်မှာသူမ၏အတွင်းစိတ်တစ်ပိုင်းကဒီမွေးစားတိုင်းပြည်မှာထွက်ခွာသွားလို့ပုံမရပဲ။ တွဲကပ်နေခြင်းဟန်ရှိနေသည် ထွက်မသွားနိုင်ဖြစ်နေသည် သူဆန်နေမျက်လုံးပိတ်ထားလိုက်သည် တရားမှတ်သောစိတ်နှလုံးစတွင်လိုက်သည်လင်းရင်ပေါ်တက်မြီလှေကားပေါ်တွင်ရက်လျက်ရှိနေသောသူမသည်လွန်ခဲ့သောလပေါင်းများစွာကပင်လင်းရင်ပေါ်တက်ဖို့စောက်တရားမရဖြစ်နေခဲ့ခြင်းဖြစ်လေသည်တိစိတ်လေးကတ်ထားလိုက်ကပထမအသက်ကိုပြင်းပြင်းရှူတွင်လိုက်သည် သူမယင်တွင် ပြန်လည်ငြိမ်သက်သွားခဲ့သည်ထို့နောက်သူမသည်လှေကားထိတ်စီရောက်အောင်အားယူပြီးတက်လိုက်တော်သည်သူဆန်နေနှင့်သမီးတို့သည် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကြပြီးခပတ်များပတ်လိုက်ကြသည်တကားပိတ်လိုက်ပြီးနောက်လေရင်သည်ပြေးလန်းစီသို့စတင်ထွက်လိုက်လေသည် သူတို့မြေပြင်ပေါ်မှကြာနေသည်၍သူဆန်နေစိတ်ထဲတုန်လုံးကြောက်ရွံ့နေမိတော်သည်နောက်ဆုံးမိနစ်အထိတောင်မှစိတ်ဝင်ချနိုင်သေးပဲ ူမ၏ထွက်ခွာခွင့်သည်ပြောင်းပြန်ဖြစ်သွားနိုင်သေးသည် နောက်ဆုံးတွင် လေရင်မောင်းသည် လေရင်ကိုမြေပြင်မှတက်ရန် အင်ဂျင်ဆက်ကိုမြင့်တင်လိုက်သည်ခီးတဲ့တဝက်စာနေရာလွတ်နေသောလေရင်သည်မြေပြင်မှကြွတ်တက်သွားပြီးလှင်မြန်စွာပြန်တက်သွားတော်လေသည်အင်တာကွန်မှ လေရင်မှု၏အတန်ထွက်ပေါ်လာသည်ကျေးဇူးပြု၍နားဆင်ပါလူကြီးမများခင်ဗျာ ကျွန်တော်တို့လည်းဟာနောက်ဆုံးမှာတော့ကာလကတားကိုသွားမဲ့လမ်းကြောင်းပေါ်မှာရောက်ရှိနေပါပြီကျွန်တော်တို့ရဲ့ပြန်တန်းချိန်က2နာရီဖြစ်ပါတယ်ကျွန်တော်အထူးသတိပေးချင်တာကတော့ကျွန်တော်တို့လည်းဟင်ဟာအခုထိဗမာလေးပိုင်နဲ့အတွင်းမှာသာ ရှိနေပါသေးတယ်သူတို့အမိန်တိုင်းလိုက်နာရမှာ ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်သူဘာလို့ဒီလိုပြောရတာလဲသူစံဒီအံ့ဩသွားရသည် သူတို့ကအခုထိလေရင်ကို ပြန်လှည့်ဖို့အမိန့်ပေးနိုင်တာလားနောက်ဆုံးအချိန်ထိသူမတို့သည်ဘဝတစ္ဆဖို့အလွန်ခက်ခဲသောဘဝကိုရင်ဆိုင်ဖို့အခုထိမယုံရဲသေးပါလားဟု တွေးနေမိလေသည်တမီးတို့သည်ဘန္နာဆိုးပေးလိုက်သောလက်ဆောင်တွေကိုထုတ်ပြနေသည်ဖျောင်းပုံဆွဲတောင်းများ စာအုပ်များ ကစားစရာအယုတ်များဖဲချက်များစံညက်များသည်ဒီအချိန်တွင်သူတို့အတွက်အဖိုးတန်ယတနာများဖြစ်နေလေသည် သူဆန်ဒီဤအတွေးတွေကိုမြေပြင်စီပြန်လွတ်လိုက်တော့သည်ဆက်ထံတို့အပြေးပြန်သွားလိုက်တော့သည်လွန်ခဲ့သော၁၇နှစ်ကသူနှင့်အတူကုံလွန်ခဲ့သောအချိန်တို့ ပြန်သွားလိုက်လေသည်ထိုဘဝတစ်စိတ်တစ်ပိုင်းသည်ပြေးဆုံးသွားခဲ့ပြီဟုခံစားလိုက်ရသည် သူမကိုယ်တိုင်လည်းဘာမှမတတ်နိုင်ဒါမှမဟုတ်ဘယ်သူမှလည်းနှစ်ပေါင်းများစွာပြန်မလာနိုင်တော့ချေရှေ့ဆက်ပြီးသူမ၏အင်အားတွေကိုအနာဂတ်ကိုသာဆက်တွယ်ဖို့ရှိသည် အတိတ်ကိုနောက်မှာပဲထားခဲ့လိုက်တော့သည်စိန်ခေါ်မှုပေါင်းများစွာက ရှေ့မှာရှိနေသည်သူမသည်အနောက်သို့ကလေးနှစ်ယောက်နှင့်မုတ်ဆိုးမမိန်းမတစ်ယောက်အဖြစ်ပြန်သွားရသည် သူတို့တွေကိုဘယ်လိုထောက်ပံ့ရမလဲသူမမသိဒါမှမဟုတ်သူမမိဘတွေစီတွားတွေ့ပြီးနောက်ဘယ်မှာအခြေချရမည်ကိုမသိချေသူမသည်ဩစတီးယားလေစိတ်ကနေဘယ်လိုဖုန်းခေါ်ရမည်တောင်မသိဒါမှမဟုတ်လေစိတ်မှဆက်လက်သွားဖို့ခီးစိတ်သူမမှမရှိဘူး ူမအိတ်ထဲတွင်တပြားမှကိုမရှိ နောက်တစ်ချိန်လင်းရင် မှုဤကြေညာတဲ့ကြောင့်သူမအတွေးပြတ်သွားရသည်လူကြီးပြင်းများခမအခုကျွန်တော်တို့ဗမာလေပိုင်ထဲမှာထွက်လာခဲ့ပြီဖြစ်ပါတယ်ခမရုတ်တရက်ချက်ချင်းပင်ပင်အန်လေရင် တုံညတုံညတစ်အတွင်းတွင်လက်ခုတံများသည်လင်းရင်ခန်းတစ်ခုလုံးပောက်ကွဲဆူညံသွားလေသည် ထိုအထဲတွင် သူဆန်သည်မာယာရီနှင့်ကိန္ဒရီတို့လက်ခုတံများလည်းပါဝင်လေသည် သူတို့တာမီဤလက်ခုတံကအခြားခီးတယ်တွေဤလက်ခုတံထက် ပိုပြီးကျယ်လောင်ပိုပြီးကြာရှည်နေတော်သည်နေဝင်းပလိတ်နိုင်ငံတော်ကြီးဤဘေးအန္တရာယ်မှ ထွက်ပြေးလွတ်မြောက်လာသူများမှာသူတို့ချီဟုတ်ခံမတူဟုသူမတွေးလိုက်မိလေသည် သူဆန်နေပါပြင်ပေါ်တွင် မျက်ရည်ချောင်းများတွင်တွင်စီးကြနေလေသည်စီးပစီလီသူမရက်ဖို့မကြိုးစားတော့ပါဝမ်းနေလုံးလို့ကြနေတဲ့မျက်ရည်တွေလားဒါမှမဟုတ်ဝမ်းသာလုံးလို့ကြနေတဲ့မျက်ရည်တွေလားသူမမသိပေနစ်နစ်နဲနဲဝမ်းနေနာကြီးပူဆွေးမှုနဲ့မိစပြန်ညှိလိုက်သောမျောလင်းချက်တို့ရုံးဝေထားသောခံစားမှုတို့သည်သူမကိုလွှမ်းခြုံထားလေသည်သူမရင်ထဲတွင်အောင့်သက် လှိုက်မောနေတော့ဤ။ဤကုန်းနှစ်ပေါင်း30ကျော်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တော်လေ။ဒီဘောစော်ဝါဆက်ကြဆိုင်ဖန်းစီချုံနောင် ခံရပြီးပျောက်ဆုံးသွားမှုကိုဗမာစစ်တပ်ကဘယ်တော့မှတောင်းဝန်ယူပြီးအတိပေးထုတ်ပြန်ပြောကြားခဲ့ခြင်းမရှိခဲ့ကြည်။စာရေးဆရာကဗမာစိုးရိုက်တောင်းဝန်ယူမှုပြက်ကွက်မှုကိုဆွဲကင်ထားပြီးဆက်လက်ကြိုးပမ်းနေခဲ့သည် ဩစတြီးယား great britain နဲ့ american ဆိုရတော့ကစော်ဘွားဤကန်ဂျပန်အတွက်ထက်ခါထက်ခါစုံစမ်းမေးမြန်းနေခဲ့တော့လေဘာတုံ့ပြန်မှုမှမရခဲ့ချီကဘာကုလသမဂ္ဂပြည်ပြည်ဆိုင်ရာကြက်ချီဒီဖွဲ့ပြည်ပြည်ဆိုင်ရာတရားရုံးပြည်ပြည်ဆိုင်ရာလူငယ်ချမ်းသာခွင့်နဲ့အခြားနိုင်ငံတကာဖွဲ့အစည်းတွေက စက်ကြာဆိုင်ရှာဖွေရေးအတွက်စာရေးဆရာအားဘာမှထောက်ပံ့အကူအညီမပေးနိုင်ခဲ့ပါဘူး စော်ဘွားကိုချမ်းဖတ်ပြီးလူခွင်ရေးကိုအဆုံးစွန်ချိုးဖောက်ကျူးလွန်ခဲ့မှုရှိနေခဲ့တော်လဲနေဝင်းနဲ့သူစစ်တပ်သည်သူတို့ပြုလုပ်ခဲ့သည့်အပြစ်အကျိုးဆက်မှာကင်းလွတ်ခွင့်ရနေခဲ့ကြသည်ဟုတော်လဲသူတို့ဤသားကောင်လောလောဆယ်ဖြစ်နေသောငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကြောင့်သူတို့ဤကိုယ်တိုင်းသူပြည်သားများအပေါ်လူသားဖြစ်တည်မှုကိုစန့်ကျင်ပြီး ပြစ်မှုများကျူးလွန်ထားမှုကိုကဘာကအယုံဆိုင်လာအောင် အောင်မြင်စွာဖြင့်မိမောင်းထိုးပြနိုင်ခဲ့သည်ဂျင်နာတက်သောဗမာလူထုနှင့်နှစ်ပေါင်း30ကျော်ကြာအောင်သူတို့ဘဝတွေကိုပြီးနေချုပ်ချယ်ဖျက်ဆီးခံခဲ့ရသောရှမ်းကချင်းကရင်ပလောင်နှင့်အခြားတိုင်းရင်းသားလူမျိုးစုများအကြောင်းကိုလည်းအာယုံဆိုင်လာအောင်ထုတ်ပြန်နိုင်ခဲ့သည်ပြေ စေးနှစ်3နာရီ35 AM November 16ရက်2000ခုနှစ်စာအုပ်အားမူဆယ်မြို့တွင်ရေးသားခြင်းပြည်စည်းပါသည်9နာရီ4မိနစ် PM November 29 2012တွင်ပြန်လည်ပြင်ဆင်ပြီး ထုတ်ဝေပါသည်ကျွန်တော်တို့တော်လန်စပတ်သူမြောက်တင်ဆက်သွားတဲ့ဒီလူတင်ဝီတောင်ကိုဝီဝီတမိုင်းဖြစ်ရမှန်ဝှထုကြီးကိုတင်ဆက်လုပ်ပြီးမှာကျွန်တော်တို့ရဲ့တုံးတက်ချက်လေးကိုအနေနဲ့တင်ပြဆွေးနွေးပေးခြင်းပါတယ် ဲ့တော့ညီမကြီးဒီစတုစံဒီဆိုရက်မဟာဒေဝီကြီးဟာဆိုရင်ရှမ်းစောဝါကြီးစัจချစံမရရအောင်ကိုသူဟာလိုက်ရှာခဲ့တယ်နော်ဟုတ်ပါတယ်ကိုကြီးဒီ1962ခုနှစ်ဦးနေဝင်းစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်မှာ ရှမ်းပြည်တီပေါ်ရဲ့လွတ်တော်အမတ်ဖြစ်တဲ့တီပေါ်စော်ဝါစက်ကြာဆိုင်ရှမ်းပြည်ကိုရွေးကောက်ခံစနစ်နဲ့အုပ်ချုပ်ဖို့စ조사နေတဲ့သူ Federal Democracies နဲ့ကိုအကောင့်ထဲပေါ်နေတဲ့စော်ဝါကြီးစက်ကြာဆိုင်ဟာဥနေဝင်စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်။ဒါပြင်စစ်အာဏာရှင်တွေဟာဒီတီပေါ်စော်ဝါစက်ကြာဆိုင်ကိုတော်တွင်တနေရာမှာရှင်းလင်းထုတ်တင်လိုက်ပါတယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့ဇနီးတယောက်အနေနဲ့ ကိုယ့်ရဲ့ခင်မုန်းကိုအလောင်းတော်ပြန်မရဘူး1964စတုဆန်နေဟာမြန်မာနိုင်ငံမှာပြန်ထွက်မသွားခင်နှစ်နှစ်ကြာလောက်ထိပြည်တွင်းထဲမှာစိတ်နှလုံးစိုးရိမ်ပူပန်မှုတွေနဲ့နေ့စဉ်နဲ့အမျှခံစားနေခဲ့ရပါတယ်အဲတကယ်ကြည့်လိုက်ရင်တော့စက်သိန်းလေးကရင်းနှင်းစရာကောင်းပါတယ်ဒါပေမဲ့ဘူရိုဒီဝုဒ္ဓကိုဖတ်နေစဉ်မှာတော်လန်ကလစ်ကာဆွေမျိုးများလေးခံစားမိမှာပါ ဒီမဟာဒီဝရဲ့ရဲရင်တဲ့တတ္တိခံစားရပါတယ်နော်ပြီးရင်အဆုံးမနစ်တဲ့ကြိုးပမ်းမှုနဲ့ရအောင်ဆက်သွယ်တဲ့ရှမ်းစောဝါကြီးရဲ့ဇွဲနှဘဲနောက်တစ်ခါအမှန်တကယ်ကိုဒီဖက်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆောက်ခြင်းနဲ့စောဝါကြီးရဲ့စိတ်စည်စနာဘယ်တော့မှဆေအာနန်ရှင်ရဲ့လက်အောက်ကိုဒူးမထောက်ဘူး အသက်ပင်တည်ရင်တည်ပါစေဒီအာနာရှင်စနစ်အောင်မှာဘယ်တော့မှဒူးမထောက်ဘူးဆက်လက်အသက်တည်တဲ့ ठी ကိုတွန်းလှန်မယ်ဆိုရက်ဒီစောဝါကြီးရဲ့ကြီးမာတဲ့မျိုးချစ်စိတ်စွမ်းအားတော်လန်ရဲ့ဝိညာဉ်ကိုကိုတို့ခံစားလိုက်ရပါ ဟုတ်ပါတယ်ဒီအခုမျိုးဆက်တဲ့တော်လန်ကြီးလူငယ်မောင်မယ်တွေကလည်းတီဘောစော်ဘွားစက်တာဆိုင်စီကနေပြီးတော့ဒီအာရာရှင်အောက်မှာဒူးမထောက်ဘူးဆိုတော့စိတ်တက်ခံယူချက်ကိုလည်းဖျက်ရလိုက်ပါတယ်မှန်ပါတယ်ညီမကြီးနောက်ထပ်ချက်ပြီးတော့တော်လန်ရေးမောင်မများကိုပြောပြခြင်းနဲ့အကြောင်းအရာကတော့ဆင်အာရာရှင်ဆက်ဆက်ဟာခေဆက်ဆက်တောင်ပေါ်မြေပြန့်ခွဲခြားပြီးတော့ တိုင်းရင်းသားတွေကိုကုတ်သွေးဆုပ်ချေလေခဲ့ကြပါတယ်ဒါဟာသူတို့ရဲ့ view ဟာဒီ view ဟာကိုအခုလက်ရှိနေဥတော်နိုင်ရင်းမှာလည်းသူတို့ဆက်ပြီးတော့တုံးနေကြပါတယ်ဒါကိုကျွန်တော်တို့တော်လန်ပြည်သူတွေဘက်ကနေပြီးတော့တော်လန်တတိရှိဖို့တော်လန်အတိရှိဖို့တိတ်အရေးကြီးပါတယ်တော်လန်တတိဆိုဒီပါခုနကတော့မှတော်လန်ရေးမော်ဓမအများရဲ့ခံစားချက်ထက်ကို လက်ရှိဖြစ်နေတဲ့အခြေအနေဖြစ်နေတဲ့ဖြစ်ရမှန်စစ်စစ်တွေကိုဒါကျွန်တော်တို့ဦးစားပေးပြီးတော့မှတည်မှန်မှန်မှန်တည်မှားလားမှန်လားဆိုတော့ဆုံးဖြတ်ပြီးတော့မှယုံကြည်ဖို့လိုပါတယ်ဒီလိုမျိုးမီဒီယာစစ်လို့ခေါ်ပါစစ်တပ်ဟာဒီအချိန်မှာမီဒီယာစစ်နဲ့ပြည်သူတွေကိုပြိုကွင်းအောင်လုပ်ဒါအောင်လဲကျွန်တော်တို့သိဖို့လိုပါတယ်အဲ့ဒါကျွန်တော်တို့ ဘုံရင်သူမပြောက်ဘူးလို့ပါတယ်ဆိုတာလေးကိုလည်းတိတ်မှန်ပါလေတော်လည်းကာလာကြလာတာနဲ့အများဒီခဲဖြစ်တဲ့သူမိပြီးတော့ခဲပြရနောက်ကိုလိုက်နေကြပါတယ်ဒါကြောင့်မို့ညီမတို့တွေဘုံရန်သူမပြောက်ဖို့ကိုတော်လန်အတိတော်လန်သတိနဲ့အမြဲရှိနေဖို့လိုပါတယ်မှန်ပါတယ်ညီမတွေနောက်ထပ်ထပ်ပြီးတော့ဒီစာအုပ်လေးအရဆိုရင်ကျွန်တော်တို့တော်လန်ပြည်သူတွေအတွက်ခွန်အားဖြစ်စေတဲ့စာအုပ်တအုပ်လို့ အခုတော့ယူဆပါတယ်ညီမကြီးဟုတ်ပါတယ်ဒါအပြင်ဒီစာအုပ်ထဲမှာစတုစန်ဒီဟာရှမ်းပြည်နဲ့ရှမ်းလူထုအပေါ်မှာထားတဲ့မေတ္တာစေတနာတွေတိဘောစော်ဘွားကြီးစัจ जा ဆိုင်တဲ့ဆန္ဒသူစန်ဒီတို့ရဲ့ကြီးမားတဲ့ချစ်ချင်းမေတ္တာတွေနဲ့အာနာရှင်စနစ်ဆိုရဲ့ဆိုးကျိုးတွေကိုမိမောင်းထိုးပြထားတဲ့တမိုင်းမှန်ဖြစ်ရမှန်ဝတ္ထုကောင်းလေးတအုပ်လို့တုံးတက်လိုက်ရပါတယ်ရှင် မြူတိန်ဝင်ဝင်တောင်ခိုးဝင်ဝင်အပိုင်း25ဇက်တိန်ပိုင်းဤတွင်ပြပါပြီလေးစားရပါတော့တော်လန်ရီညီကိုမောင်နှမများအားလုံးဘေကင်းလုံခြုံကြပါစေရှင်လေးစားရပါတော့တော်လန်ရီညီကိုမောင်နှမများအားလုံးဘေကင်းရန်ကင်းအန်လျေကင်းကြပါစေခင်ဗျာကျွန်တော်တော်လန်စာဖတ်သူလင်းလေဦးပါ တော်လန်စာဖက်သူຫນွေတင်ပါရှင်။